လုံးမင်္ဂလာပါရှင်။ Sutter Road Page ကနေမြန်မာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြပြပေးသားမယ့်အကြောင်းအရာကတော့ဒီအချိန်ကြီးကဘာဆက်ဖြစ်မှာလဲ။ဆက်စားရမလား။ Move on ရမလားဆိုတဲ့ဟာကိုကြည့်ပေးသမှဖြစ်ပါတယ်။ဒီ reading ကိုတော့ crash day situation shit day နောက်ပြီးအစမပြေတဲ့ RS day ပေါ့နော်။အပြောဒီ XP လာဖို့စောင့်နေတဲ့သူတွေဖတ်လို့ရပါတယ် pick up by reading လေးမို့လို့အရင် serious ဖြစ်ဖို့တော့မမြမမြလဲနေဆိုတာထက်လေဟို အရင် serious မဖြစ်ကြပါနဲ့လို့နော်ပြီးတော့ဒီ Su Terra page ကိုလည်း YouTube channel ကိုလည်း like and subscribe လေးပြုလုပ်ထားပေးပါနောက်ပြီးတော့ဒီ Facebook page ကိုလည်း like and subscribe လေးပြုလုပ်ပေးထားပါနော်ခိုင်းလို့ပဲ pick up party လည်းပြုလုပ်ပေးပါမယ်ဒါလေးကတော့ pie 1ဒါလေးကတော့ pie 2ဒါလေးကတော့ pie 3ဖြစ်ပါတယ်ဟို live လွှင့်ဖို့လည်းရှိတယ်ပေါ့နော်ဒီ live ကိုတော့အင်္ဂါနေ့ညဘက်ပေါ့နော်အဲ့လိုမျိုးအချိန်အချိန်လောက်မှာပဲဖြစ်ပါမယ်နောက်ပြီးတော့ဒီ personal reading link တွေလည်းလာပြီးမှမမြတ်လို့ရပါတယ်။ Sutero page ပေါ့နော်။နောက်ပြီးတော့မြတ်သားပြောင်းဒီ Tarot page ကနေပါမေးရများပါတယ်။အာမဖြည့်ပေးရများပါတယ်။ဟို Viber တို့ Telegram တို့မှာလည်းမမြတ်လို့ရပါတယ်။အခုချိန်မှာဆိုရင်တော့ဖိုင်လေးလေးရွေးပြီးသွားလိုက်ပြီလို့ထင်ပါတယ်။အဲဒီတော့ဖိုင်ဝင်လေးကိုအရင်ဆုံးသွားကြမယ်နော်။တကယ်လို့ကိုကဖိုင်မရေးရသေးဘူးဆိုရင်လည်းဒီဗီဒီယိုကို post နေထားပြီးတော့မှ ကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဒီကတ်အထူလေးတွေကိုပဲခြားထားပေးရဆိုတာကဟိုအရာနဲ့ကတ်မတွေ့ရင်လေကိုကြိုက်နေတတ်တဲ့အရာကိုရွေးတာတော့ကိုကရွေးနေကြအရာမရွေးတာတော့အဲ့လိုမျိုးဖြစ်တာမျိုးဖြစ်မှာဆိုလို့ပါအဲ့တော့ကတ်တူကတော့ဟိုကိုကိုဆွဲဆောင်မှုအရှိဆုံးကတ်ကိုပဲရွေးပါပါเนาะအဲ့တော့ကိုကတော့အဲ့ဒီတစ်ဖက်လူနဲ့ဘာကြီးဖြစ်လာမလဲဆက်ဆက်မှာ move on ရမှာပါเนาะအဲ့ဒီ topic ကိုကြိုးစားမှာဖြစ်ပါတယ် အဲ့ဒါဆိုရင်ဖိုင်ဝါလေးကိုတောက်လိုက်ကြမယ်နော်အရင်ဆုံး sutera page တို့ရဲ့ထုံးစံအတိုင်းပဲပေါ့နော် sutera page ရဲ့ထုံးစံအတိုင်းနဲ့တစ်ခုရဲ့ energy ကိုယ့်ရဲ့ energy ပြီးတော့ basic ဖြစ်တယ်လေဆောင်ရမလား move on ရမလားနော်အဲ့ဒီဟာကြည့်ပြရမယ်ခိုင်းလို့ပဲအရင်ဆုံးကိုယ့်ဘက်က energy ကို check ပါပဲကိုယ့်ဘက်က energy ကိုက်ပြီဆိုတော့မှဒီ reading လေးကိုဆက်ပြီးတော့မှဖတ်ပြပါပါနော် energy မကိုက်ဘူးဆိုရင်တော့ reading ကိုမဖတ်ပါနဲ့နောက်ပြီး energy switch ပြန်ညာမပြောင်းပါဘူး ကို energy နဲ့ကိုပါပဲ switch ဖြစ်တယ်ဆိုရင်ကိုနဲ့ energy မကိုက်လို့ပါတခြား reading လေးကိုပြောင်းဖက်ပေးဖို့အကြံပြုပါတယ်ဒီလိုမျိုးဟိုခင်ညာ energy ဓာတ်ပြန်ဖြစ်ခဲ့လဲဆိုပေမော်နော်ကတ်တဲ့အကောင်လုံးပြချင်တာပြချင်မှမဖုန်းနဲ့ရိုက်တာဆိုတော့လေအကောင်လုံးမဆက်အောင်ဖြစ်နေလို့ပါကိုရဲကိုရဲအဲ့ play game လေးနော် play game လေး play ပါလေးပါနော်ဟုတ်တယ် စ်လိုက်တိုင်းဟိုတစ်ဖက်လူတော့မသိသေးဘူးပေါ့နော်ကာယကံရှင်အခုဒီ file 1လေးတော့တော့ play gallery ဖြစ်နေနော် play gallery play point လေးကိုကလေတစ်ဖက်လူပေါ်မှာကိုကဖုံးကွယ်ထားတာတွေရှိရနော်ဖုံးကွယ်ထားတာတွေရှိတယ်နောက်ပြီးတော့ကိုကလေဒီအနေထားကိုတော့ကိုလိုတို့ကစားနေရမျိုးတွေ့ရတယ်ပြောချင်တာကကိုကရှေ့တိုးခြင်းနောက်ဆုတ်ခြင်းပေါ့နော်အဲသူ့ဘက်ကအဲသူ့ဘက်ကလာရင်ကိုကပြေးတယ်ကိုဘက်ကလာရင်သူကပြေးတယ်အဲ့လိုမျိုးမှဖြစ်နေလာတာမသိဘူးเนาะနောက်ပြီးတော့လေဒီ ခိုင်းဝိုင်းလေးတို့ကတဲ့ဆက်ပွက်တဲ့လူလေးဖြစ်တယ်နောက်ပြီးတော့ကို့မှာအဲ့လိုတငယ်ချင်းလို့လို့ဟိုလိုလိုဒီလိုလိုအနေထားမျိုးလေးရှိလာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့လေကိုကတဲ့ဟို crash ဆိုရင်လေ crash ဆိုရင်လေကိုကဟိုကြိုက်တာကြိုက်တာနော်ငါကတော့ငါကငါလည်းနင်းကြိုက်ဖို့နင်းပြန်ကြိုက်မှဖြစ်မဲ့လို့မဟုတ်ဘူးငါကတော့ငါကငါလည်းအဆင်ပြေရပေါ့ situation shit တွေဆိုရင်လေကို့မှာဒီ situation အနေထားက ခုကိုရင်မှန်းပြမှာကြည့်လိုက်တဲ့လူတွေမကပဲနဲ့နောက်ထပ် situation ရှစ်လေးတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဒါတော့ကိုယ့်ရဲ့ energy နော်တစ်ဖက်လူရဲ့ energy မဟုတ်ပါဘူးနောက်ပြီးတော့ RST ဆိုရင်လည်းကိုကတစ်ဖက်လူပေါ်မှာကိုဖုံးကွယ်ထားတာတွေရှိတယ်နောက်ပြီးတော့ကိုကလေဟိုသူ့အပြင်ကိုမှတခြားတော့အနေထားပေါ့နော်တခြားတော့ရွေးချက်စရာလေးရှိနေတာမျိုးတွေ့ရတယ်နောက်ပြီးတော့ဒီအဲ့ဆိုရင်လည်းဒီအဲ့အဲ့ဆိုရင်လည်းကိုကအဲ့လို ့ x ကိုကိုကလိုသလိုပလေးနေရလာတော့မပြောတတ်ဘူးပေါ့နော်ခုခေတ်အစကားနဲ့ဆိုတော့ပလေးတယ်ပဲပြောမှာပေါ့ဒါလေးကတော့ကိုယ့်ရဲ့ energy ပါကဲတော့တဖက်လူရဲ့ energy ကိုကြည့်ရအောင်နော်တဖက်လူကရောတဲ့ကိုယ့်ဘာမှဘယ်လိုမျိုးထားရှိပြီ တယ်ပြီးတော့သူ့မှာလေကိုမခေါ်တော့အခြားတော့အချက်တလေးရှိတယ်နောက်ပြီးတော့လေကိုကကိုနဲ့ပတ်သက်ပြီးတော့မှလေလေသူက energy ရောတိတ်ပြန်မှာတော့မကောင်းနေဘူးเนาะမကောင်းနေဘူးကိုကိုလည်းဖုံးခွက်ထားတာရှိတယ်နောက်ပြီးတော့ခုချိန်မှာသူနဲ့ physically တွေပြောနေတဲ့လူတွေရှိတယ်เนาะနောက်ပြီးတော့လေသူကတဲ့ကိုနဲ့ပတ်သက်ပြီးတော့လေသူဘာဆက်လုပ်ရမလဲဆိုတော့သိတယ်เนาะပြဿနာဒီ or relationship ဖြစ်စေ rs ဖြစ်စေ crash ဖြစ်စေ situation ship ဖြစ်စေပေါ့เนาะ တစ်ဖက်တော့လည်းဆရာကြီးเนาะဆရာကြီး तू อ่ะလုံးဝလောင်းချက်တမလုံးဝလောင်းချက်တမကိုဘလို့အကွက်ရွှေနေနေ तू อ่ะလည်းဟာတည်ရယ်เนาะအဲ့တော့ပြောချင်အစနပြောခဲ့တဲ့အတိုင်းပဲကိုကပြင်ရင် तू อ่ะလိုက်မယ်ကိုကလိုက်ရင် तू อ่ะပြင်မယ်စပြီးလိုက်တိုင်းစောင့်နေเนาะအဲ့လိုမျိုး hide and seek လုပ်နေကြတယ်ပေါ့เนาะပြီးတော့လေ तू อ่ะတဲ့ and ဟိုတူอ่ะလေး ငွေကြီးကြီးကိုသူပို့ပြီးပေါင်းကျူးဆိုင်တယ်နော်ပြီးတော့လေသူ့ပေါ့တဲ့ကျင်နာမဲ့လူကိုပို့သူမျှော်လင့်နေနော်သူ့ပေါ့ကျင်နာတဲ့လူကိုသူမျှော်လင့်နေဆိုတာဒီကိုကကျင်နာမလားကိုမကျင်နာဆိုလဲတခြားသူကသူ့ပေါ့တကယ်ကောင်းမိနိုင်တယ်အဲ့လိုမျိုးအနေထားမျိုးသူစဉ်းစားနေတာမျိုးတွေ့ရတယ်ဒါကတော့တစ်ဖက်လူရဲ့ energy ပါတယ်အေးရောတဲ့နှစ်ခုလုံးနှစ်ဖက်လုံးဆောင်းသွားပြီဆိုတာလေအဆက်ဖြစ်ပြန်ကြည့်မယ်နော် ဆက်ဖြစ်မလဲဆိုတဲ့အခါကျတော့လေနှစ်ယောက်လုံးကလေပလိတာပလိညာတယောက်ကကြလက်မလွတ်နိုင်ဘူးနော်လက်မလွတ်နိုင်ဘူးလက်မလွတ်နိုင်တဲ့အပြင်ကိုတဲ့နှစ်ဖက်လုံးကလေလေဟိုဘယ်လိုလဲ play boy and play girl ဆရာကြီးနဲ့ဆရာမကြီးတွေ့တဲ့အနေအထားမျိုးပဲတွေ့ရတယ်နော်အဲ့လိုမျိုးတစ်ဖက်ဘက်ကလေကိုယ့်အခြေအေးဆိုလာမယ်ပေါ့နော်တစ်ဖက်ကရှေ့ကိုတိုးလာမယ်လို့စဉ်းစားနေဆိုရင်တော့မှပေါ့နော်ကိုယ့်ဘက်ကမတိုးဘူးလို့ဆုံးဖြတ်ထားဆိုလို့သူ့ဘက်ကပေါ့နော် အဲ့လိုမျိုးဆုံးဖြတ်ထားရဲဆိုရင်တော့မာတဲ့နှစ်ဖက်လုံးကလေဟိုဘယ်လိုရမလဲကိုယ်လည်းချစ်တယ်ကိုမဟုတ်တော့အခြားရွေးချယ်မှုတစ်ခုလည်းချစ်တယ်နှစ်ယောက်လုံးကလေဟိုဘယ်လိုပြောရမလဲသုံးဝက်ဆိုင်တော့မဟုတ်လေးဝက်ဆိုင်အနေထားမျိုးဖြစ်နေရမျိုးတွေ့ရတယ်နော်အဲ့တော့တဲ့ဒါ oracle guidance ပေါ့နော် five wire oracle guidance အတော်လေးကို guide တယ်နော်အရင်က guide နေ playfulness တဲ့ playfulness ဆိုတာခါကြတော့လေနည်းနည်း ဟိုဘယ်လိုပြောမလဲနည်းနှစ်ယောက်သား energy ကအဲ့လိုပလေးနေတဲ့အနေအထားမျိုးလေးတွေတော့တွေ့ရတယ်အဲ့ဒီတော့ဟိုခုကိုသုံးသပ်ကြည့်ပြမလေးကိုတကယ်ကြိုက်တယ်ဘာညာဆိုရင်တော့လေဟိုနည်းနည်းလေးပေါ့ဟိုစကားတွေကိုအဲ့လိုပလေးတာမျိုးထပ်ကိုဖို့ဖွယ်လေးလေးလေးအတိအကျနေပြောကြည့်စီချင်တယ်နော်အဲ့ဒါမှ तू ကဒီဘက်ကမထူးဆိုရင်တော့လေမထူးတယ်လို့ပေါ့နော် ါလေးကတော့ Pine One Diary တင်ဖြစ်ပါတယ် YouTube channel လေးကို like like subscribe လုပ်ပေးကြပါဦးဒါလေးကတော့ Pine 2ပေါ့နော်အစောနကကြွေးခဲ့တဲ့ Pine 2ဒီဆုံးကိုယ့်ရဲ့ energy ကိုဖြတ်ပါမယ်ထူရောရဲ့ energy ဖြစ်ပါတယ် င်ကယ်လေးတွေလောကပြောအဆင်ကယ်လေးတွေအတွက်လည်းဒီအချက်သက်တွေမလာတော့ပါတော့အဲ့လိုမျိုးကြည့်ပေးခြင်းနဲ့ဒါပေမဲ့စိတ်မဝင်စားကြအောင်နော်အဲ့လိုစင်ကယ်တွေရတယ်ကြည်အားစင်ကယ်တွေကအခြေကြီးကိုစိတ်မဝင်စားလို့ပဲစင်ကယ်ဖြစ်ကြလာအောင်ပြောတာ Hi to တဲ့อืม Hi to တော့อ่ะတဲ့အခုချိန်မှာလေ Hi to တော့ငွေတွေပဲကုန်ရှာနေเนาะငွေတွေပဲကုန်ရှာနေတယ်ကို့မှာတဲ့ဟို crash ဖြစ်စေ situation ဖြစ်စေ RS ဖြစ်စေ X ဖြစ်စေပေါ့เนาะ မပြတ်မဆက်အနေထားမတင်မကျအနေထားကြီးဖြစ်နေတော့ညာလေဖြစ်နေတော့ညာလေတဲ့ဟိုကိုကလေဒီ relationship ဖြစ်ရပါတော့အခုကိုပေးမှကိုစိတ်ထဲမှာကိုတွေးပြမှရွှေလိုက်တဲ့လူနဲ့အဆင်ပြေနေရဆိုရင်တော့မာတဲ့ကိုကလေသူနဲ့ပတ်သက်ပြမှမွန်ချက်နေတယ် နောက်ပြီးတော့ကိုကစိုးရိမ်စိတ်တွေလည်းများနေပေါ့နော်ကိုအသက်ခွက်ရမှာကိုကြောက်တယ်နောက်ပြီးတော့လေဒီအနေထားအနေပြမှာလေကိုမျောလင့်ထားတာဘာမှမရအောင်ဘာမှမရအောင်ဆိုတာကချစ်ချင်းမြတ်တာကြီးကျင်နာမှုတွေလေကိုကမရဘူးကိုမှအိဆက်မှုတွေပဲကြုံတွေ့ရတယ်เนาะဒီဒီ relationship ပေါ့เนาะဒီ situationship crash ပေါ့ RSX အကုန်လုံးမှာပဲဒီအနေထားမှာကိုကစုပြစ်ခံရသလိုဖြစ်နေတယ်နောက်ပြီးတော့လေကိုကတဲ့ဒီအနေထားအနေမှာကိုအဆုံးသတ်ချင်ပြီเนาะကိုပြောင်းလဲပြစ်ချင်ပြီ တလှည့်ဖြစ်တာမျိုးသည်ဟိုပြက်မာလားဆက်မာလားပေါ့နော်အဲ့လို definite အနေထားပေါ့အဲ့လိုမျိုးအနေထားပေါ့ကိုကိုကိုဘက်ကမျှော်လင့်နေတယ်ဒါကတော့ find true ရဲ့ energy ဖြစ်ပါတယ်အဲ့တော့ find true ရဲ့တစ်ဖက်လို့ပေါ့နော်တစ်ဖက်လို့ပဲကိုသွားမယ်ထူရဲ့ဖိုင်ထူရောပေါ်ထားတဲ့အန်တီ ုံးပြောပြပါပြီ energy switch ဖြစ်လို့မရပါဘူး energy switch ဖြစ်တယ်လို့ခံစားရတယ်ဆိုရင်တခြား file ကိုယူပါဘုံကလုံးယူကြမရှိဘူးဆိုရင်တော့ဒီမှာကိုယ်နဲ့ energy မကပ်ဘူးပေါ့နော် DVD ကအဲ့တော့အခုချိန်မှာတစ်ဖက်လူပါလေခုပုံမှာဘယ်လိုမျိုး energy ဖြစ်နေလဲဆိုတဲ့ခါကြတော့တူပါလေကိုနဲ့အခုမှဟိုဘယ်လိုပြောမလဲ စပြီးရမှာပေါ့နော်ဟို situation ရှိဆိုလဲ situation ရှိဖြစ်တော့ညာလဲကို့အကြောင်းကိုခုမှသူစပြီးရမှာလိလာမယ် crash တူဆိုရင်လဲအဲ့လိုပေါ့ကို့အကြောင်းခုမှစပြီးရမှာကိုနဲ့စကားပြီးပြောကြည့်မယ်ဗမညာမယ်အဲ့လိုမျိုးအနေထားမျိုးမှာပဲရှိတယ်တဲ့ RS ဆိုရင်လဲကို့အပေါ်မှာ तू ကအတိအတိုင်တွေးနေရမရှိဘူးနော်အတိအတိုင်မြင်တွေးနေရမရှိဘူး ace ace ဆိုရင်လဲဟို is camp up ဆိုတာထပ်ပါနော်ဟို ace တွေပြန်လာမှာလား ဆိုရင်တော့ဒီတစ်ပြလာမလားဆိုရင်တော့ဟိုပြန်လာဖို့ဆိုတာအထက်ပေါ့เนาะဘယ်လိုပြောမလဲဒီတမဲဟိုအဲနေကောင်းလာကျမလာထမင်းစားပြီးလာပေါ့အဲအဲ့လိုမျိုးအနေထားမျိုးနဲ့အရင်လာဖို့တွေ့တယ်ပေါ့เนาะဘယ်လိုမျိုးကြီးအောင်ဆိုမှအဲ့လိုချက်ချင်းนกอาร์เอสအနေထားယူပြောင်းသွားတာမျိုးမတွေ့ရဘူးနောက်ပြီးတော့တဖက်လူကတဲ့ဟိုအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေကြည့်လို့ရတယ်เนาะတဖက်လူကလေခုချိန်မှာ तू ਆ တဲ့ သူကလည်းသူ okay နေเนาะစမ်းပွင့်နေတယ်သူအဆင်ပြေနေတယ်နောက်ပြီးတော့လေသူကတဲ့ဘာတွေတွေးနေလဲဆိုတဲ့ခါကျတော့သူကတဲ့ကိုနေတဲ့ serious relationship ပါเนาะကိုနဲ့အတီတကြအနေထားကိုတော့ဖို့ဆိုရင်နဲ့သူပြောင်းလဲပြလိုက်ရမှာရှိတယ်ပေါ့နော်အဲ့လိုမျိုးပြောင်းလဲပြလိုက်ရမယ်ဆိုပြီးမှ तू ကတွေးနေတယ်အဲ့တော့ तू ကလေကိုနဲ့စကားစမိပြန်ပြောနေတယ်ဆိုတာက तू က ချက်ချင်းသူလုပ်ဖို့အစီအစဉ်မရှိသေးလို့သူကအရင်ဆုံးကိုနဲ့အဲ့လိုပြန်လည်းမှမညှိနှိုင်းချင်တယ်ပေါ့နော်အဲခရက်ဆိုရင်လည်းစကားလေးပြောချင်တဲ့ situation ရှိဆိုရင်လည်းအခုမှဟိုသူကကြိုက်တယ်လေကိုကကြိုက်တယ်လေပေါ့အဲအဲ့လိုမျိုးသူစိတ်သဘောထားတိုက်ဆိုင်မှုတစ်ခုတယောက်နဲ့တယောက်စိတ်သဘောထားတိုက်ဆိုင်မှုရှိမရှိကိုလေ့လာနေတယ် RS day ဆိုရင်လည်းအခုမှစပြီးတော့မှဒီဒီအတက်ပေါ့နော်အတိတ relationship ထဲသွားဖို့ပြင်ဆင်နေတယ် X day ဆိုရင်လည်းဟို ိုစီပြတ်လာရင်ကောင်းမလားပြင်မလားဟုတ်ပါတော့ဒီတိုင်းပဲစကားပြောကြည့်ကောင်းမလားပေါ့ just friend ပေါ့အဲအဲ့လိုမျိုးအနေထားမျိုးလုပ်မလားဆိုတော့သူစဉ်းစားနေရမရှိရဲ့တဲ့ဘာလို့လဲဆိုတော့သူ့မှာလေကိုပြတဲ့ခြားတော့သူအယောက်ဆိုင်ဆရာကြီးရှိတယ် maybe အလောက်ကလူမှုစီးပွားရေးအဖြစ်နေကိုအခြားခြားတော့သူ့မှာရွေးချယ်ဖို့ option တွေရှိနေနော် option တွေရှိနေရဲ့အဲလူလူပုဂ္ဂိုလ်ဖြစ်စေအလောက်ကိစ္စဖြစ်စေပေါ့နော် တခြားကိုပြင်သူ့မှာအယုံဆိုင်စရာလေးရှိနေတာမျိုးတွေ့ရတယ်။အဲ့တော့တဲ့ဟိုကိုနဲ့သူနဲ့ကြမှာပေါ့နော်အပြောင်းလဲတစ်ခုဖြစ်ဖို့တော့သူပြောဖို့တော့ရှိရပေါ့နော်။ဒါတော့ဖိုက်ထူလို့ရဖက်လို့ရ energy ဖြစ်ပါတယ်။အဲ့တော့တဲ့မြောက်သားကြားမှာဘာဖြစ်မလဲပေါ့နော်။သားသားရဲမှာအားဖြစ်ကြမလဲအားဖြစ်ကြမလဲ ြန်သားကြတဲ့မှာလေတစ်ဖက်ကအာမင်းမန်ပြောင်းလဲခြင်းတစ်ဖက်ကပြောင်းလဲခြင်းမှာပြောချင်တာဒီဟိုခုဘက်ကတော့သူ့ကိုအဲပြောင်းရင်လည်းပြောင်းဆိုင်ရင်လည်းဆက်ပါအဲ့လိုမျိုးအနေထားမျိုးကိုမျောလဲနေရမှရှိရဲသူ့ဘက်ကကြတော့လေအဲ့လိုမျိုးအပြောင်းလဲလို့ဖို့သူတွန့်ဆုံနေနော်အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတော့လေဟိုဘယ်လိုမျိုးဖြစ်စေချင်လဲဆိုတော့ခါကြလေအဖြစ်တစ်ခုကိုပြပြတတပြောက်ဖို့တော့တောင်းဆိုပြောစေချင်တယ်ပေါ့နော်အကြံပြုချင်တယ်ပေါ့အကြံပြုချင်တယ်ဟိုတဲရော့မှာလေ ဟို personality တင်နေလာမိကြတယ်ပေါ့နော်ဟိုမိတဲ့အခါမျိုးမှာအဲ့တဲဟိုဘာဆုံးမစကားလေးပြောပြပါအောင်လို့အကြံဉာဏ်လေးပြုပါအောင်လို့ပေါ့နော်အဲ့လိုဟိုမျိုးပြောကြတဲ့အခါမျိုးမှာဟိုတောင်းဆိုမှတာလေးလုပ်ပြီးရေပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျတော့လေပြာတော့ကကိုကအနာဂတ်နဲ့ပတ်သက်ဖြစ်နိုင်ခြေကိုပဲချပြတာပေါ့နော်ပြောချင်တာကဒီတိုင်းဆက်သွားရင်အနာဂတ်မှာတော့ဘယ်လိုဘယ်လိုဖြစ်နိုင်လဲအဲ့ဒီဘက်ကတော့အပြောင်းလဲပြုလုပ်မှရမယ်ပေါ့နော်ဒါမေးတဲ့လူဘက်ကပဲပြောင်းမှပဲရမှာပေါ့အဲ့ဒီအခါမျိုးကျတော့လေဟို မစီမဆိုင်တဲ့အရန်ဆရာလောက်တဲ့ဆိုရင်လည်းကွာ climate ကအစမပြေတာမျိုးတွေဖြစ်လို့ပါအဲ့ဒါကြောင့်မလို့ဟိုဆက်ဆံမလား move on မလားဆိုတော့ဘာဆက်ဖြစ်မလဲပေါ့ပါ motive ပြီးတော့မှကိုယ့်ဘက်ကတုံ့တက်ပါเนาะဒါကတော့ဟိုကမနေမှာလေလာလာပြမပြောကြပါတယ်ဟိုဘာဘာဆက်လောက်ရမလဲလို့ပါတော့အဲ့လိုမျိုးဆိုရင်တော့ဟိုဖြစ်နိုင်တဲ့အနေအထားတွေပေါ့ဘယ်လိုဘယ်လိုဆက်သွားရင်တော့ဘယ်လိုဘယ်လိုဖြစ်မလဲအဲ့လိုမျိုးတော့ပြောလို့တော့ရတယ်ဒါပေမဲ့ client တို့က ပြောတိုင်းလည်းဟိုလက်ခံကျမလက်ခံတာပါเนาะအဲ့ဒါကြောင့်လို့ကအကြံမဲ့ပြပါတယ်ဆိုတာအကြံမဲ့ပြပါတယ်ပေါ့เนาะအခါကျတော့ DVD လေးကိုဆက်သွားလိုက်တဲ့အခါမျိုးမှာရှေ့လျှောက်ကြတယ်လीအရန်ကိုစိတ်ရှည်သိခံပြရမှာလीဒီအနေထားကိုတဲ့အဆက်တက်ဖို့ကတော့လीကြာလိမ့်မယ်ဒီလားအရန်အရန်ကိုစိတ်ရှည်ရမယ်အထဲမှာပါတယ်နော်အရန်အရန်ကိုစိတ်ရှည်မှာတာခင်အချိန်တွေတိုးတက်မှုတော့ရှိရဲအခုလက်တလုံးမှာကတော့အချိန်တွေကတော့တိုးတက်လာအောင်မဟုတ်ဘူးခုတိုင်းမဲ့သွားမယ် အေးဆက်မှုတွေပဲကြုံတွေ့ရမယ်နော်အေးဆက်မှုတွေပဲကြုံတွေ့ရမယ်အရန်စိတ်ရှိဖို့လိုအပ်ပါတယ်ပိုချစ်တဲ့သူကပိုသိခံရမှာနော်အဲ့တော့ Oregon ကိုဘာပြောလဲတဲ့ Oregon ကလည်းဘာပြောလဲဆိုတာလေအိုးဒီနေ့ကသားကြတဲ့မှာလေမိဘအများဝင်မြမပတ်သက်နေရမြများရှိလာတာမသိဘောနော်ဘာလို့လဲဆိုတော့ဒီမှာလေ Empress ကိုလည်းတွေ့တယ်ပြော family issue ဆိုတဲ့ခါကြတာလေတစ်ဖက်မှာအမေသူမဟုတ်အမပေါ့နော်အမကြီးအမိယာအမေကဲ့သို့သော ကို့ဘောလွှမ်းမိုးမှုအကောင်နဲ့သူသူမဟုတ်သူ့အဘောလွှမ်းမိုးမှုအကောင်နဲ့သူကတဲ့နည်းနည်း control လေးလုပ်နေရပါတော့။ control လေးလုပ်နေရအဲ့ရောအဲ့ဒီဟာလေးကိုဖြည့်ရှင်းစေချင်တယ်ပေါ့နော်။အော်ပြောရင်တော့မမဘွားရင်မမခဲရင်များဖြစ်နေမလားအဲ့တော့မပြောတတ်ဘူးအဲ့ခါကျတော့လေဟိုအစမီကြပါအစမီအောင်နှိကြပါတော့ RS တိဆိုလဲအစမီအောင်နှိကြပါဟို꽌ကွာသားတဲ့ H တိဆိုရင်လဲအစမီအောင်ပြန်ပြီးမှနှိကြပါပါတော့ ောက်တစ်ခုကတော့ဒီ crash တို့ပါတော့ဆိုရင်လေအာ crash တို့ situation ရှစ်တို့ဆိုရင်လေကိုယ့်ဘက်ကနေမှစဉ်းစားကြည့်ပါတော့ဟိုချစ်သူရည်စားမဖြစ်သေးခင်အနေထားမှာတော့မှမိဘကပေါဝင်ပတ်သက်နေတယ်ဆိုတော့လေဟိုအရရပြီးသားဆိုတွေလည်းဖြစ်နေမယ်လို့ယူဆပါတယ်ဟိုသူကတော့လေသူ့ရဲ့ဒီ YouTube video တွေကိုအမြဲတမ်းဟိုပါလူကြီးဖြစ်မှာပဲကြည့်လို့ရပါတော့ဟို YouTube video တွေတင်တိုင်းမှာအမြဲတမ်း not for kids ဆိုတော့ပဲ အများကြီးရေးပြီးမှပဲတင်ပါတယ်ပေါ့နော်ဒါလေးကတော့ file 2တော့ read ပြပါတယ်ခါကြတော့တဲ့နောက်ဆုံး file ဖြစ်တဲ့ file 3ကိုသွားကြမယ်နော် file 3ကိုတဲ့သွားကြမယ်ထုံးစံလိုက်မယ်ကိုယ့်ရဲ့ကအဲ့ဒီလေး slide ပါမယ်ကိုယ့် energy ဒီကိုယ့် energy က energy switch ဖြစ်ပါဘူး energy switch ဖြစ်တဲ့ဆိုရင်တခြားကက်ကိုရွေးပါအားလုံးရကြည့်လို့မှအဆောပြေဘူးဆိုရင်တော့ဒါဒီ video ကကိုတက်မဟုတ်ပါဘူးဒါတော့ဟိုအများနဲ့ ကိုကြည့်ပြတဲ့အမတယောက်ပါနော်အမတယောက်လို့ဆိုလိုက်သူအမြင်ပြောရဲပေါ့နော်အေးဟောရစီမာရဲကိုကလေဖန်ထရီရောအားရဲဖန်ထရီရောအခုစီမာလေးဘာဖြစ်နေလဲဆိုတဲ့ခါကြတာလေကိုကရဲ အကိုကနည်းနည်းရုံးကန်နေရအခြေမှာကိုနည်းနည်းရုံးကန်နေရမျိုးရှိရဲ့နောက်ပြီးတော့လေကိုကတဲ့တစ်ဖက်လူပေါ်မှာကောင်းပါလေတိလားတစ်ဖက်လူက energy ကကောင်းတယ်ကိုကိုရိုင်းကလည်းစမ်းပွင့်နေတယ်နောက်ပြီးတော့တစ်ဖက်လူနဲ့ပတ်သက်ပြီးမှလည်းကိုကကိုမျောလင့်ထားတာလေးတွေကိုဖန်တီးထားတဲ့စတာလေးတွေပေါ့နော်ကိုပြောဆိုထားတာလေးတွေတော့ရှိလိမ့်မယ်နောက်ပြီးတော့တဲ့ကိုဘက်ကကိုဖြစ်ချင်တဲ့စန္ဒာလေးတွေကိုပြပြထားတာကိုတစ်ဖက်လူဘက်ကအကောင့်ထဲပေါ်ပေးမလားဆိုတာကိုလည်းကိုကစောင့်ကြည့်နေရမျိုးရှိရယ်နော်နောက်ပြီးတော့လေ ကိုွားတဲ့အခြေပြင်မကောင်ငွေကြေးစီးပွားရေးမှာလည်းကိုအဆင်ပြေနေနော်အဆင်ပြေနေရဲ့ကိုကအခြေရဲ့ဖြစ်ငွေကြေးယူလာအယုံဆက်တဲ့လူဖြစ်တယ်ဒါမဲ့လေတခုရှိတာကတဲ့ဘယ်လိုဖြစ်နေလဲဆိုတော့ခါစားတပတ်လူနဲ့ကိုကလေဟိုခုရတခြားရှာအတွက်လည်းဖြစ်နေပါတော့ကိုပြောချင်တာကတမျိုးသူနားလဲတာကတမျိုးအဲ့လိုပဲသူပြောချင်တာကတမျိုးကိုနားလဲတာကတမျိုးအဲ့လိုမျိုးလေးဖြစ်နေရမျိုးတွေ့ရတယ်ဒါတွေကတော့ phi 3ရဲ့ energy ဖြစ်ပါတယ် အဲ့လိုပဲဟိုအဓိကကတော့ဒီအခက်အခဲလေးတွေတွေ့နေရတယ်ဆိုတာကဒီနဲ့ကိုယ်နဲ့ကြားရဲပါလိကိုပြောတာတမျိုးကိုပြောတာတမျိုးအဲ့လိုမျိုးလေးတွေဖြစ်နေလို့လို့ပဲယူဆပါတယ်အဲ့တော့တစ်ဖက်လူရဲ့ကိုယ်ပထရှိရဲ့ energy ကိုချက်ပါမယ်နော် လွားရဲအခုချိန်မှာလေ तू อ่ะတခုခုအခုပြောင်းတော့မယ်เนาะဘာတွေအခုပြောင်းမလဲမသိဘူးအပြောင်းလဲတခုတော့လုပ်လိမ့်မယ်သူကအပြောင်းလဲတခုကိုလုပ်လိမ့်မယ်တဲ့လုပ်လိမ့်မယ်ဆိုတော့ခါကြလေ तू อ่ะလေကိုယ်နဲ့ပတ်သက်ပြရမှာတဲ့နည်းနည်းကိုရောမြအချိန်နေကြလက်တွေ့မကြဘူးပေါ့အဲ तू ပြောတာ तू อ่ะလေလေဟိုကိုပြောတာတွေပဲ तू လက်မလုံနိုင်ဘူးဖြစ်နေရများလာတော့မပြောတတ်ဘူးပေါ့နော်သူ့ဘက်ကကိုမျောလင့်ထားတာတွေကိုဘက်ကညှိနှိုင်းမှုတွေပြုလုပ်ထားတာတွေကိုကိုပေးတာကတိတွေမတီးနိုင်တာမျိုးများဖြစ်နေလာတော့မပြောတတ်ဘူးဘာလို့လဲဆိုတဲ့ခါကျတော့လေ तू อ่ะတဲ့ငါတို့နှစ်ယောက်ကြာမှာငါတို့ကဟိုဘယ်လိုလဲရင်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်အတွဲဆိုရင်ဖြစ်လိုက်ပြန်ချစ်လိုက်များဖြစ်နေလာတော့မပြောတတ်ဘူးဟို situation ရှိဆိုရင်လည်း နှစ်ယောက်သားကမဖြစ်နိုင်တဲ့အနေအထားတစ်ခုဖြစ်နေတာ crash ဆိုရင်လည်း crash ကကိုနဲ့အလှမ်းဝင်နေတာပေါ့နော်ဟိုကိုနဲ့ crash နေတာတွေ့ဖို့မတည်တာအဲ့လိုမျိုးမဖြစ်နိုင်ဘူးလားပြောတတ်ဖို့ HD ဆိုရင်လည်းအဲ့ဒီတိုင်းပါပဲနှစ်ယောက်သားကမဖြစ်နိုင်တဲ့အနေအထားတစ်ခုမှလို့ပဲ break လိုက်ကြတာမပြောတတ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေမျိုးတွေ့ရတယ်နောက်ပြီးတော့အခုချိန်မှာသူကလည်းလीငွေကုန်းရှာနေနော်ငွေကုန်းရှာနေတယ်ပြီးတော့သူကသူ့အတွက်ပို့ပြီးမှကောင်းမဲ့လမ်းပေါ့နော် ဟိုကိုနဲ့ရှင်ရင်သူ့အတွက်ပို့ပြမှာသူ့ဘဝသူ့အာရုံစိုက်ရအောင်မျိုးအဲ့လိုမျိုးနေပြီးဖြစ်နေလိမ့်မယ်။နောက်ပြီးရောတဲ့သူ့ဘက်ကလေကိုနဲ့ပတ်သက်ပြီးရောမှာတော့အဖြစ်တစ်ခုကိုပြီးလာမှာပါ။အဲ့ဒါကိုစောင့်ကြည့်လိုက်ပါနော်။ဒါတော့သူ့ဘက်ကကိုပေါ်ထရှိရဲ့ energy ဖြစ်ပါတယ်။အဲ့တော့ညောင်သားကြားထဲမှာဘာလဲဆိုကြမလဲပေါ့နော်။ ါလေအချိန်လေးကတော့ကောင်းနေပါတယ်ဒီလားအချိန်လေးကတော့ကောင်းနေတယ်နှစ်ယောက်သားကြားရဲ့မှာတဲ့ခက်ခဲနေတာလေးတွေရှိရင်တော့တပြည့်နဲ့တော့နှိမ့်နိုင်သွားလို့ရပါလိမ့်မယ်အဆင်ပြေသွားပါလိမ့်မယ်ဒါပေမဲ့တဲ့စစ်သူတွေဆိုရင်လည်းအဆင်တက်ဖို့ပေါ့နော်အစ်စ်သူတွေဆိုရင်လည်းအဆင်တက်ဖို့ situation ဖြစ်တဲ့ဆိုရင်လည်းအဆင်တက်ဖို့ crash ဆိုရင်လည်းရှိစားမှဖြစ်တောင်တော်တော်လေးကိုအဆင်ပြေမဲ့အနေထားရောက်ဖို့လို့လေ ဲ့လိုမျိုး HD ဆိုရင်လည်းပြန်ပြီးမှပေါက်ဖတ်ဖို့ပုံမျိုးတော့ကိုတွေ့တယ်ဒါပေမဲ့လည်းတဲ့နှစ်ယောက်သားကပေါက်ဖတ်ဖို့အနေထားရောက်ဖို့ကိုပေါ့နော်စဝေစဝါလေးတွေဖြစ်နေတယ်အဓိကတော့အစမ်းလိုမျိုးပေါ့ type ပန်တူတာလားတော့မကြောက်တတ်ဘူးသူပြောတာကိုကိုမမြင်ကိုပြောတာကိုသူမမြင်စေတနာဝေဒနာဖြစ်အဲ့လိုမျိုးတွေဖြစ်နေရမျိုးတော့တွေ့ရတာပေါ့နော်အဲ impressed ဟုတ်ပါတယ်စိတ်ရှိပါစိတ်ရှိပါ ခတရားပြောမယ်စိတ်ရှိပါ find 3တို့ဒီစိတ်ရှိရပါမည်အစစ်ဖြစ်စိတ်ရှိမှသာဖြင့်ဒုတက်အောင်မြင်တယ်ပေါ့နော်ကိုမျိုးလေးနဲ့နေသားလေးကိုရရှိမှာဖြစ်ပါတယ်စကားကို communication နေများလုပ်ပေးပါစကားကိုများပြောပါနောက်ပြီးတော့အထာနာကောက်တာမျိုးထက်စိတ်ရှိရှိနဲ့ကိုဖြစ်စရာလေးတွေကိုကိုပြပြပါသူ့ဘက်ကိုလည်းကိုအပေါ်စိတ်ရှိဖို့နောက်ပြီးတော့သူဖြစ်စရာလေးတွေလည်းပုံမှန်လေးနဲ့ပြောဖို့ ြောပြပါဘာနော်အဲ့လိုတဲ့ pocket ပါပါနေ yes အဲ့ဒီ energy ကတော်တော်ကိုက်တာနော်ဟာကတ်သုံးခုကအော်ရီကတ်သုံးခုလောက်အနေတော်တော်လေးကိုကိုက်တယ်ဘယ်လိုမျိုးလဲဆိုတဲ့ခါကြတော့တဲ့နှစ်ယောက်သားလေးနှိမ့်နိုင်လို့မရတဲ့ပြဿနာတွေဖြစ်ရင်တဲ့အတိတ်ကိုအတိတ်မှာပဲထားခဲ့ပါမယ်နော်ဟိုအခုခြေစူးတခြင်းလို့ပဲလေအတိတ်ကိုအတိတ်မှာပဲထားခဲ့ပေါ့နော်ကိုချစ်တဲ့ဆိုရင်ကိုကတဲ့ခွင့်လွတ်တဲ့အောင်ခွင့်လွတ်ပါမယ်တဲ့ပြီးတော့ဒီလိုမျိုးနှစ်ယောက်သားအဆမပြေစေတဲ့ လမ်းနေရှိတယ်ဆိုရင်အဲ့ဒီလမ်းကိုဟိုကိုကပေါ့နော်ဟိုငါတို့ဒီအော် तू ကတော့ကိုဒီလိုလို့ရင် तू မကြိုက်ဘဲပေါ့အဲကိုကလည်းကိုမကြိုက်တဲ့အရာလေးတွေပြောပေါ့နော်အဓိကကတော့အနောက်သားကြားမှာ communication တွေလိုအပ်နေပါတယ်စကားတွေများများပြောကြပါပို့ပွက်လည်းနေနှင်းနှင်းနိုင်တတ်တတ်ပဲဆွဆွနေနေအဲ့လိုမျိုးတော့ကြပါ find 3တို့အတွက်ကလမ်းပွင့်နေပါတယ်အဲ့တော့ဒီနေ့ reading ကတော့ဒီလောက်ပါပဲ YouTube channel လေးကိုလည်း like subscribe ပြုလုပ်ပေးကြပါ